ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟုတ်ပါတယ်အောင်မင်းပါဗျာ။အော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ရတဲ့ပေါ့နော်။ကျွန်တော်အခုကောင်းမင်းဆိုတော့ပြောပါပါရဲ့နော်။ကောင်းမင်းဆိုတော့ပြောပါပါကျွန်တော်တို့တိတ်ချက်ပို့တော့ဘိုးရောခင်ဗျာခေါင်းလည်းထည့်နိုင်နိုင်ဘူးဟုတ်ဗျာ။ဟာဟာဘ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 ယ်လိုဖြစ်လို့လဲ။ဘယ်လိုဖြစ်လို့လုပ်ပါအောင်သူ့အောင်သူခေါင်းနှုန်းကအောင်မင်းနဲ့ပါတိုင်လို့လုပ်ပါအောင်။အဲ့တော့ကျွန်တော် တော့ပြောချင်တာတော့ဒါလောက်တက်မလို့ဟိုရှစ်တဲ့လူကြီးကခဏတော့ရတယ်ဒီခဏတော့တော်တော်နဲ့တော်တော်ကိုရဲ့ကြည့်ကြပို့ဘယ်သူကတက်မလို့ချစ်တာလဲလုပ်ပါအောင်ပြောပါအောင်ခင်ဗျာကိုစောဘုံကြီးထောက်ပြနေတာလေခင်ဗျာမကြောက်လားခင်ဗျာပြည်သူလူထုဘက်မှာခင်ဗျာပြည်သူလူထုခက်ခဲလို့ခင်ဗျာထောက်ပြနေတာလေဗျာတက်မလို့ရလိုအပ်ချက်တွေထောက်ပြနေတာလေဗျာတက်မလို့ချစ်လို့အော်တော်တော်ကြီးကုန်ပြီပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တတ်မပြောချင်ဘူးကြာနော်ကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင် သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျာကျွန်တော်တို့ထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီဘက်ကြိုက်တဲ့ချိန်လုံးလို့ရတယ်နော်ခင်ဗျားတိောက်ရတယ်မဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူလူကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခင်ဗျားကြိုက်တဲ့အယူလာခဲ့ ကျွန်တော်ကြက်တဲ့ဟာကိုလည်းကျွန်တော်ဓာတ်မကုန်ဘလို့ကောင်းမလဲ။ဘာနည်းဒီဘေးလုပ်လို့ရတယ်နော်ဒီဘေးလုပ်လို့ရကျွန်တော်ပြောပြမယ်ဗျာ။တက်မရိုကိုချစ်တယ်ဆိုတာကတက်မရိုငါနဲ့ကြိုင်တုတ်ချင်တယ်တောက်တုတ်နေလို့မရဘူး။တော့ကျွန်တော်ပြောချင်တာအဲ့ဒါဆိုလို့ရှိရင်တက်မရိုဟာရှမ်းမြောက်တစ်ခွဲတည်းမှာယူရစ်တိုက်နေတာမဟုတ်ဘူး။နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မရိုကောင်လင်းကိုဒီလိုဆဲနေရတယ်။ရှမ်းမြောက်မှာဒီကောင်ကမှောင်ခိုလမ်းကြောင်းမှာဒီကောင်မှောင်ခိုကူးနေတဲ့ကောင်လေ။သူကရှမ်းမြောက်မှာတက်မရိုနိုင်နေချင်တာမဟုတ်ဘူး။မှောင်ခိုလမ်းကြောင်းပွင့်နေချင်တာ။ကျွန်တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူး။ကျွန်တော်တို့ကသတင်းဌာနဗျာ။ ဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့တင်ဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှမလည်းထည့်မပြောခဏလုံးသိအောင်ပြောပြလိုက်မယ်တကယ်သာ तू ဟာဟာလား तू ပြောလို့ तू ကစိတ်ကောင်းရှိပါတယ်လို့ခဏ तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လေဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကို line ပေါ်မှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံဆိုတဲ့ပါတီယုံကြီးတစ်ခုတည်းကနေပြီးတော့အဲ့ယုံနဲ့ကကျွန်တော်မထွက်ရင် ပါတီအိုက်ပါတီရောတော့မဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့ तू ကဒီဘက်မှာကြာတော့ပန်းလူတွေအာ तू လောက်လူတွေကိုချစ်တာတို့ तू ကလူတွေကိုဘလို့တနာတတ်တာတို့เนาะကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုဖွင့်လင်းပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်လင်းပြောပြတာမှန်တယ် तू လည်းကျွန်တော်လည်းရံပြုတ်ဖို့စိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အဆင့်အထိကျွန်တော်ရောက်ဘူးရဲ့ဒါပေမဲ့ तू မိန်းမဘသူဖြစ်တယ် तू မိန်းမဘာဖြစ်တယ်ဟုတ်လား तू ဘလို့ဖြစ်တယ်ကျွန်တော်ဘာမှမပြောဘူးကျွန်တော်မိန်းမအကြောင်းနေလဲ तू ရှောက်ပြောတယ်မောင်းပါဟုတ်ကပေါက်ခဲ့ရတယ်နော် ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မရော်ကိုချစ်တယ်ဆိုတာတက်မရော်ကိုဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ်တက်မရော်ကပွင့်နေပြောရရင်မတတဲ့မတရားသားရင်းနဲ့ဖွဲ့စည်းထားတာနော်မတရားသားရင်းနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမားရှိမှာပဲမှန်တယ်အဲ့ဒီအမားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဖို့လူတယ်ဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မရော်အတွက်ကပုံမှန်အခြေအနေမဟုတ်ဘူး အရာအားလုံးကိုသူတို့တွေနေချိုးကသာပန်းကလုံနေရတဲ့အချိန်ကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မတော်ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခဏကြိုက်တဲ့လူဖားကြည့်ပါလားဖားဖားကြည့်ပါလားကျွန်တော်တို့ကိုကြတော့ဘောမရတယ်လို့ဖားတယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းသူမှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင် မတူတာတွေရှိရရှိနေတယ်ကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲเนาะအဲ့ဒါကဘောမရတာမဟုတ်ဘာလို့ကျွန်တော်တို့ကသူတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာ ျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေခြင်းပဲကျွန်တော်ပြောချင်တာเนาะကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေအထားမှာသူချက်ကိုချက်ရုံးနေတာအဲ့ချက်ကိုချက်ရုံးကန်နေတာကလည်းဘယ်သူအတွက်မှမဟုတ်ဘူးတက်မတော်အတွက်လည်းပါတယ်ပြည်သူအတွက်လည်းပါကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားနီးတက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ် တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောကသူထောင်ဝင်ဝင်ဘာလို့သူ့ဘောကသူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေခေါင်းနဲ့လည်းမထည့်ဘူးကြာသူ့ဘောကသူဘာကြီးပဲဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာတက်မတော်ချစ်တယ်ချစ်တယ်ဆိုတာတက်မတော်ကိုချစ်တတ်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမဟုတ်ဘူးဘိုးကျော်ကပြောတဲ့စကားနော်တက်မတော်ကိုချစ်တတ်ဖို့လူတယ်ဆိုတာတစ်ချိန်လုံးကလည်းဘိုးကျော်ဆန်လည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုရင်ဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးယူလို့ဆိုဒီလိုပဲအပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာ လက်ရှိတက်မော်အကြီးကြီးတွေရတယ်သူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့တိုင်းပြည်ရေရှိကောင်းသားရဲ့အတွက်သူတို့ပြောရရင်သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရမယ်เนาะကျွန်တော်ပြောချင်တာတစ်ကဘိုးချုံအောင်ဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါကြက်သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကတိုင်းပြည်လွတ်လပ်ရေးရဖို့အဓိကလားအခုလက်ရှိတက်မော်အကြီးကြီးရဆိုတာလေဟဲ့လားဒီဟဲ့လားဒီ MNDA နဲ့ညှိရဲနားရှိဟုတ်လားဒီတစ်ဖက်ဒီတစ်ချက်မပေါ့ဘဲပြန်ယူတယ်ဟိုအေးအေးဆိုလို့ရှိရင်လည်းဒီလိုပဲ ေရဖိလာတယ်သူပြန်လျှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေအောင်လဲသူမရပုံသတိနဲ့ရအောင်ယူမယ်သူတို့ရှိမှအဲ့ဒီမှာရင်မဲ့ချက်ကမြန်မာနိုင်ငံဒီမိုကရေစီရောက်ရမယ်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေသုံးသက်တယ်အဲ့ဒီအတွက်ကိုကျွန်တော်ရဲ့စတင်ဘက်ကသုံးသက်ခြင်းသုံးသက်လို့ရတယ်ဒါပေမဲ့တခုလို့ရှိတယ်ဟာလားကျွန်တော်အနမတွေအမတွေဟာလားထားတော့ကျွန်တော်မိဘတွေကျွန်တော်ရဲ့မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဒန်ကြရမလို့ဘူးလေ နော်နောက်ပြီးတော့တက်မလို့အကြီးကြီးတွေလည်းငါနဲ့ဆဲပြီးငွေစံရမလို့ခမောက်မဝေဖန်တဲ့ရင်ခမောက်တို့လူကိုပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့ရင်မဝေဖန်နဲ့လို့ပြောတာမှန်တယ်သူတို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုလည်းမို့ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်တို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်တို့တော့လက်မခံဘူးခင်ဗျာကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မလို့အကြီးကြီးတွေဆိုတာဟာလားအဲ့ပခုံးကအပွင့်နေကနော်လမ်းရွယ်ဝေလာတာမဟုတ်ဘူးကြာသူတို့ပါတို့လားဘူကြီးဘူမှုတို့အစစ်စစ်စင်ကဲ တာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရင်ပြောရင်မသိလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျားအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျားအိမ်ဘေးကမိမယူနာမည်တက်ပြီးအရင်ဆဲကြည့်လိုက်အောင်ခင်ဗျားဘလို့အပြစ်ဒဏ်ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်လင်းပြောအမှန်လဲတက်မလို့အကြီးကဲတွေကိုဒီလောက်စော်ကားနေလူမဖမ်းနဲ့ပြောတော့ကျွန်တော်တို့အနေနဲ့အဲ့တုန်းကတော့တကယ်ကိုအားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောတော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူလို့လူသူခံရတာဘလို့မှလာလို့တာမဟုတ်ဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျားအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျားကြိုက်တဲ့ဒီဘိတ်လို့လို့ရတယ်ခင်ဗျားတို့ကြိုက်ပါဆိုရင်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့ နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျားတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ